လုံးဆက်စဲအဲ့ဒီမွေးကနန်းကတော့ဒီ site ထဲမှာပါနေပြီเนาะနန်းတော်တော်ကောင်းနေပြီနန်းတော်တော်လှနေပြီเนาะအဲ့ဒါကြောင့်ကဲကျွန်တော်ရဲ့မိတ်ဆွေတွေကိုနော်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကတော့ကကျွန်တော်ဒီမှာရှစ်ကိုကိုဖြစ်သွားတဲ့အတွက်နေကိုမိတ်ဆွေများအောင်လာပြပေးမယ်နော်ဒေချာလေးကြည့်ပြီးနော်ကျွန်တော်ရှစ်ကိုကိုအတွက်နေကိုထိုင်းနဲ့ခနဲ့ ပြန်ယူကြရတယ်နော်ထိုင်းနေခနဲ့ယူကြရတယ်ကျွန်တော်မေဆူကြီးကြိုက်တွေ့လိမ့်မယ်လို့ညွှန်လိုက်တယ်နော်အဲ့ဒီချိန်မှာကျွန်တော်ကပြီးခဲ့တာကရှုကူကူဆိုပြီးတော့ပြီးခဲ့တာကျွန်တော်မေဆူတွေကမြန်မာနိုင်ငံကျွန်တော်မေဆူတွေကတွေ့ရရှိသွားကြတယ်နော်တွေ့ရရှိသွားကြတာကျွန်တော်ဝမ်းသာပါတယ်ဒီ20ကိုတည်တည်ချာချာကြည့်ပြီးနော်မှိုင်းနဲ့ကျွန်တော်ထောက်ပြပြီးနော်အဲမှိုင်းနဲ့ထောက်ပြပြီး ကျွန်တော်ကမိတ်ဆွေတို့ကိုသေသေးချာချာလေးပြပေးထားတယ်။အစားအသောက်ပြန်ပြပေးထားတယ်။အစားအသောက်ကြည့်ပေးပါမကြော်မရင်းနဲ့နော်။အဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးကျွန်တော်ရဲ့ဒီ20လေးတွေကြာနှစ်သက်တဲ့ဖြစ်တယ်မကြာနှစ်သက်ဖြစ်တယ်ပေါ့နော်။ကျွန်တော်ရဲ့မိတ်ဆွေတွေကြည့်ပေးတယ်ဆိုရှင်လက်မလေးနှိပ်ပေးမယ်။ပြီးလို့ရှင် အောက်မှာအနီရောက်ဆန်တန်းလေးကို surprise ပဲအနီရောက်ဆန်တန်းလေးနှိပ်ပေးပါနော်။အဲ့ဒါမှကျွန်တော်ဗီဒီယိုအသစ်သစ်တွေကျွန်တော်တကယ်ကျွန်တော်မိတ်ဆွေတို့တွေ့ရှိရမှာဖြစ်ပါတယ်။အဲပထမဗီဒီယိုလေးမှာ2ဒီကနေလောက်ပြပါတယ်ဒါ3ဒီကိုဆက်လုပ်တယ်။ ကျွန်တော်အနေနဲ့12နှစ်လောက်မှအဲ့ကပါဖြစ်တယ်နော်ဒါကျွန်တော်လည်းဒုက္ခခံလို့ကျွန်တော်ရဲ့မိတ်ဆွေလည်းဒုက္ခခံပြီးတော့ကြည်ပြီနော်ကဲအဲ့ဒါဆိုချင်းကျွန်တော်တွေ့နေရင်တော့ကြားပြီးမယ်နော်အတူတူကြည့်ကြည့်အောင်ကဲကျွန်တော်ရဲ့မိတ်ဆွေများနော်ပြီးခဲ့တဲ့ပတ်ကတော့ဟာကျွန်တော်တို့ဒီမှာနော်ရှစ်ကိုရှစ်ဖြစ်သွားတာနော်ကျွန်တော်တို့က၈၉ 69ဆိုပြီးတော့လွဲသွားပါတယ်။အဲဒီအတွက်နည်းလေးကိုပဲကျွန်တော်အနေနဲ့မိတ်ဆွေတို့ကိုပြန်ပြီးတော့ဗောနော်ဒါကနန်းနှစ်ကွက်ရမယ်နော်နှစ်ကွက်တဲနှစ်ကွက်ရမယ်။အဲဒီတစ်ပတ်ဆက်ပြီးမလားဗောနော်ဆက်ပြီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တဲနှစ်ကွက်နဲ့အပြေးပေါက်မှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ရဲ့ကန့်ကျင်မှာပဲဗောနော်ဒါပေမဲ့ကျွန်တော်ဒီအတွက်နည်းလေးကိုမိတ်ဆွေတို့ ကျွန်တော်အနေနဲ့ဒါပြီးတော့စေတနာအပြည့်အဝနဲ့လာပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကတည်တည်ချာချာလေးကြည့်ပေးပါနော်ဒီ20လေးကိုဒါမိတ်ဆွေတို့လည်းကြည့်ပြီးသားပဲဖြစ်ပါတယ်ဗောနော်ဒါပြင်မဲ့အစားနေပြီးတော့တစ်ခါပြန်ကြည့်ပေးပါလို့မေတ္တာရက်ခံပါတယ်နော်ကျွန်တော်အနေနဲ့မိတ်ဆွေများကိုအစားပဲပြန်ပြီးပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ကဲအဲ့ဒီတော့ကျွန်တော်အနေနဲ့အရင်ဆုံး tape C ကိုအရင်ဆုံးတွက်ပြမယ်နော် tape C ကနန်းလေးကိုကျွန်တော်တို့ဘယ်လိုယူလဲဆိုမိတ်ဆွေတို့သိတဲ့အတိုင်းပဲနော်ပြီးခဲ့တဲ့ပတ်ထရားကျွန်တော်အနေနဲ့မိတ်ဆွေတို့ကိုပြခဲ့ပြီးပြီးသွားပြီဒါပေမဲ့ကျွန်တော်ထပ်ပြီးပြပြီးမယ်ကျွန်တော်တို့ဒီမှာဆိုရင်356 646 6ဆိုပြီးတော့ကျွန်တော်တို့အဲ့နှစ်ကွက်ကိုအရင်ဆုံးယူလိုက်မယ်ယူပြီးလို့ရှိရင်ရှေ့ဆုံးက3ကိုယူမယ် ပြီးရင်အနောက်ဆုံး6ကိုယူမယ်3 6ရဲ့ပေါင်းခြင်းကကျွန်တော်တို့9ရရှိပါတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရှင်3က6 6 4ဆိုတာကိုပဲထပ်ပြီးအောက်မှာရေးမယ်ရေးပြီးတော့ကျွန်တော်တို့အနေနဲ့ဒီထိတ်စီးနောက်က9ကိုယူမယ်ပြီးရင်646ဆိုတဲ့4ကိုအလဲတန်းယူမယ်ယူလို့ရှိရင်9ရဲ့4ရဲ့ပေါင်းခြင်းက ကျွန်တော်တို့ ghost ဆိုပြီးရရှိပါတယ်။ဟုတ်ကဲ့အောက်မှာလည်းကျွန်တော်တို့356 646ကိုရေးမယ်။ရေးပြီးသွားပြီဆိုရှင်ကျွန်တော်တို့က356နောက်ပိတ်6ကိုယူမယ်။646ထည့်စီရ6ကိုယူမယ်။နောက်ပိတ်ထည့်စီရပေါင်းခြင်းကကျွန်တော်တို့7ဖြစ်ပါတယ်။6 6ရပေါင်းခြင်းက7ပေါ့နော်။7ဆိုတော့ဒီမှာ2ရရှိပါတယ်။ ဒီပုံမှာဝိုင်းလာတဲ့6လေးကိုကျွန်တော်တို့ဒီချက်စီကနေ6လေးကိုယူမယ်တဲ့6ကိုဒီမှာရေးချရေးလေးတယ်ပေါ့နော်ပြီးရင်ဒီ9ကိုကဒီမှာရေးတယ်ဒီ9ကိုကဒီမှာရေးတယ်နှစ်ကိုကဒီမှာရေးထားတယ်သူတို့ကိုပေါင်းနေမှာဆိုကျွန်တော်တို့ကိုရကိုရပေါင်းခြင်းငါးနဲ့ကျွန်တော်ရှေ့ရတယ်နော်78တော့ရှေ့ရတယ်နှစ်နဲ့ပေါင်းရင်30နော်20ပေါ့နော် နှစ်နဲ့ပေါင်း20 20ဆိုတော့6နဲ့ပေါင်းရင်20နဲ့6ဆိုတော့ကျွန်တော်6လုံးလုံးပိုင်ဆိုပြီးကျွန်တော်ရရှိခဲ့ပါတယ်ဒါပေမဲ့ဒီ6ကနှစ်ခါနဲ့ယူရတာဖြစ်ပါတယ်နှစ်ခါနဲ့ယူရတဲ့အချိန်မှာကျွန်တော်တို့9ဆိုပြီးရရှိခဲ့ပါတယ်နော်အဲ့ဒီ9ကကျွန်တော်တို့ထစ်စီ9ဆိုပြီးဒီမှာရရှိခဲ့တယ်ထစ်စီ9ဆိုပြီးရရှိခဲ့ပါတယ်6လေးရရှိခဲ့တော့မတ်တပ်6လေးရရှိခဲ့တော့6ကိုကျွန်တော်တို့နှစ်ခါနဲ့ယူလို့တော့ထစ်စီ9ဆိုပြီးရရှိခဲ့ပါတယ် မိတ်ဆွေများတရားလေးပေါင်းကြည့်ပါဘောနော်ကျွန်တော်အလေတိုင်ထည့်ယူမယ်တဲ့လေတိုင်ထည့်ယူမယ်ဆိုရင်ကျွန်တော်ဒီမှာ3 5 6ပဲနော်6 6ပဲနော်ဒါပေမဲ့ကျွန်တော်ဒီနောက်ပိတ်ကိုယူမယ်3 5 6နောက်ပိတ်ကိုယူမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ6 4 6ဆိုတဲ့နောက်ပိတ်ကိုယူမယ်။နောက်ပိတ်နောက်ပိတ်ချင်းပေါင်းလိုက်လို့ရှိရင်ကျွန်တော်တို့2ဆိုပြီးရရှိပါတယ်နော်။6 6ပေါင်း2ဆိုရရှိရဲ နှစ်ရပါကခွန်ဆိုပြီးတော့ကျွန်တော်တို့ဒီမှာလေတိုင်းလေးကိုဒီမှာရရှိခဲ့ပါတယ်နော်ခွန်ဆိုပြီးတော့လေတိုင်းလေးရရှိခဲ့ပါတယ်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်နောက်ပိတ်ကိုရှာမယ်နော်နောက်ပိတ်ကကျွန်တော်တို့3 6ပဲနော်ပြီးရင်6 4 6ပဲနော်အဲ့လိုလေးရေးမယ်ရေးပြီးသွားပြီဆိုရင်ထိတ်က3ယူမယ်တဲ့ ကျွန်တော်နောက်ကနှလုံးကိုယူမယ်နောက်နှလုံးယူလို့ရှင်3ရင်4ရင်6ရင်ပေါင်းခြင်းကကျွန်တော်တို့ကရရှိခဲ့တယ်ဆိုရင်3ဆိုပြီးရရှိခဲ့ပါတယ်3ရဲ့ power က8 3ရဲ့ power က8ဆိုတော့ကျွန်တော်တို့ဒီမှာ9 8ဆိုပြီးတော့ဒါဒဲတကွဲကိုရရှိခဲ့တယ် Okay เนาะဒါပေမဲ့ကျွန်တော်ကပြီးခဲ့တဲ့ပတ်တုန်းက9 9 8ဖြစ်သွားတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီ3ရဲ့ power က8 3ရဲ့နှက်ခတ်ကိုထည့်ယူမှာဖြစ်ပါတယ်ခင်ဗျာเนาะ ဒါသုံးရနှစ်ခတ်ကကျွန်တော်ထိုင်းနှစ်ခတ်ကိုယူมาဖြစ်ပါတယ်မြန်မာနှစ်ခတ်မဟုတ်ပါဘူးเนาะထိုင်းနှစ်ခတ်ကတဲ့သုံးရနှစ်ခတ်ကဘာဖြစ်မလဲဒါနှစ်ခတ်เนาะဒါနှစ်ခတ်ဖြစ်ပါတယ်ဒါနှစ်ခတ်ဖြစ်တယ်เนาะနှစ်ခတ်ဆိုတော့ကျွန်တော်နေနဲ့သုံးရနှစ်ခတ်ကဒီမှာနှစ်ဖြစ်တယ်เนาะ ဒီ၃ရက်နှစ်ခါကနှစ်ဖြစ်တယ်ဆိုတော့ကျွန်တော်နှစ်လေးလေးမယ်နော်ဟုတ်ကဲ့ဒါလေးကိုကျွန်တော်အနေနဲ့မစ္စရီများကိုနှစ်ခါလေးတစ်လုံးတော့တိုးလာတယ်ပေါ့နော်အဲ့ဒါဆိုရှင်ကျွန်တော်တို့ဒီမှာကိုခွန်နှစ်ဆိုပြီးတော့တစ်ခါတိုးရတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ6ခွန်8ဆိုပြီးတော့တစ်ခွက်ထည့်တယ်နှစ်ခွက်တိုးရတာပေါ့နော်တစ်ခွက်တိုးရတာပေါ့နော်နှစ်ခွက်ပြုတ်ရတယ်နော် ုခွန်ရှိဆိုပြီးတော့ဒီမှာတက်ထွက်သွားတယ်ကိုခွန်နှစ်ရဲ့ကိုခွန်ရှိနှစ်ပွက်ထိုးရမှာဖြစ်ပါတယ်အဲအဲ့ဒီအချိန်မှာကျွန်တော်တို့ဒီမှာကိုခွန်ရှိဆိုပြီးတော့ထွက်ရှိသွားပါတယ်နော်ဟုတ်ပြီနော်ဒါတဲ့နက်ခက်လေးနဲ့ထိုင်းနက်ခက်လေးနဲ့ကျွန်တော်ယူထားဖြစ်ပါတယ်နော်ကဲအဲ့ဒါဆိုရင်နောက်ထပ်တစ်ခွက်ကိုထပ်ကြည့်မယ်နော်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ646ရယ် ကိုခွန်ရှိကျွန်တော်တို့ကဒါဆိုရင်နှမျိုးရေးမယ်နော်646ရေကိုခွန်ရှိရဲ့ဒီမှာထိပ်စည်း6ခုယူမယ်နောက်ပိတ်6ခုယူမယ်ပေါင်းခြင်းက4ရရှိပါတယ်နော်မနောက်ထိပ်စည်းရဲ့နောက်ပိတ်ရယူထားတာနော်ထိပ်စည်းရဲ့နောက်ပိတ်ရယူထားတာကျောင်းမစ်စီဒီချာလေးကြည့်ပြပါနော်အဲ့ဒါဆို4ရရှိတယ်ဒီကိုကိုအသာထားလဲပေါ့နော်4ရရှိပါပြီပြုရှင်ကျွန်တော်တို့ဒီအလဲတိုင်းက ဒီမှာအလဲတိုင်းက၄ရို့ယူမယ်ဒီဘက်ကအလဲတိုင်းကကျွန်တော်ခွန်ယူမယ်၄ရဲ့ခွန်ရဲ့ပေါင်းချက်ကကျွန်တော်၁ဆိုပြီးဒီမှာရရှိပါတယ်နော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ဒီမှာနောက်ပိတ်၆ကိုယူမယ်ဒီမှာထိစီ၉ကိုယူမယ်၆ရဲ့၉ရဲ့ပေါင်းချက်ကျွန်တော်တို့ဘလောက်ရရှိဆုံး၅ရရှိပါတယ်နော်ဟုတ်ပါပြီနော်ဒီမှာနော်နောက်ပိတ်ရဲ့ထိစီရယူတယ်အလဲတိုင်းရဲ့အလဲတိုင်းရယူတာနော် ကျွန်တော်မိတ်ဆွေတို့ရှင်းအောင်ပြန်ပြပေးရမှာနော်ကဲအဲ့ဒါဆိုရှင်၄၁၅ဆိုရပါပြီရပါတော့ကျွန်တော်တို့ကဒီမဒီ၉နဲ့ပေါင်းပါနော်ဒီ၉လေးကိုကျွန်တော်တို့ဒီ၉ကိုဒီကိုဆွဲဒီမှာရေးမယ်ဒီ၄ကိုဒီမှာရေးမယ်၁ကိုလည်းဒီမှာရေးမယ်ပေါ့နော်ပြီးရင်၅ကိုလည်းဒီမှာရေးမယ်ပေါင်းခြင်းကဘယ်လောက်ရတယ်အဲ့ဒီ1.6လေးနဲ့ပေါင်း10 6နဲ့ပေါင်းလို့ရှိရင်ကျွန်တော်တို့6ဆိုပြီးဒီမှာရရှိတယ်။နော်6ဆိုပြီးမတ်တရရရှိတော့အဲ့ဒီ6ကိုလည်းကျွန်တော်တို့ကနှက်ခတ်နဲ့ယူပါမယ်။နှက်ခတ်နဲ့ယူလို့6ဖြစ်တယ်နော်။6ဖြစ်တော့ကျွန်တော်တို့ဒီမှာ6ထိပ်ဆိုပြီးရရှိပါတယ်ပေါ့နော်။6ထိပ်ရရှိတယ်။ဒီမှာလည်းကျွန်တော်တို့6ကိုနှက်ခတ်နဲ့ယူလို့ရှိရင်6ရရှိတယ်။နော်။ကျွန်တော်မစ်ဆွေများအဲ့ဒါဆိုရင်ဒီမှာ6ဆိုပြီးတော့6ထိပ်ရရှိခဲ့ပြီးရရှိခဲ့ပြီးဆိုတော့ကျွန်တော်လေတံကိုကြည့်မယ်နော် လေလေတိုင်းကဒီမှာ နောက်ပိတ်6ကိုယူမယ်တဲ့ဒီမှာနောက်ပိတ်8ကိုယူမယ်တဲ့6ရဲ့8ရဲ့ပေါင်းရင်က4 4ရဲ့ပါဝါက9 9ဆိုပြီးတော့ကျွန်တော်ဒီမှာ9ကိုလေတိုင်းရရှိပါတယ်မရှိကြပါနော်မနောက်ပိတ်ကိုယူရဲနောက်ပိတ်ကိုယူရဲနှိရတယ်နှိရပါဝါကခွန်နော်ကဲအဲ့ဒါဆိုရှင်ဒီမှာကကျွန်တော်တို့ ကိုးဆိုပြီးရရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာကိုးဆိုပြီးလေတိုင်းလေးကိုကျွန်တော်တို့ဒီမှာရရှိခဲ့ပါတယ်။ကဲအဲ့ဒါဆိုရင်ကျွန်တော်နောက်ဘက်ကိုတို့ကြည့်မယ်။ဒီမှာထိတ်စီ6ခုယူမယ်။နောက်ဘက်နှလုံးကိုယူမယ်။ပေါင်းခြင်းကဘလောက်ရမယ်။20နဲ့1ရမယ်။21ဆိုဒီမှာ1ရေးမယ်။တရပါကကျွန်တော်ဒီမှာ6ဖြစ်ပါတယ်နော်။6ဆိုပြီးတော့ကျွန်တော်တို့ဒီမှာ6နောက်ပိတ်ကိုကွတ်တီရရှိခဲ့ပါတယ်။ဒါပြီးခဲ့တဲ့ပတ်တုန်းကကျွန်တော်ပြတာပြီးခဲ့ပြီတာဖြစ်ပါတယ်။မစ်ဆွေများကို ကဲအဲ့ဒါဆိုရင်ကျွန်တော်နှစ်ခတ်ကလုံးယူပါမယ်နော်တည့်ရက်နှစ်ခတ်က9မတည့်ရက်နှစ်ခတ်က9ဖြစ်တယ်နော်9ဖြစ်တယ်9ဆိုဒီမှာ9လေးတလုံးရေးလိုက်မယ်နော်9တလုံးရေးပါမယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီဘက်မှာဗာရရှိခဲ့တယ်ဆိုရှင်6 9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  အဲ့ဒါဆိုရင်ကျွန်တော်တို့က696ရယ်699ရယ်ထိုးလို့ရှိရင်ပြီးခဲ့တဲ့ i cap အဲ့ဒီပတ်တော်ဆိုရင်ကျွန်တော်တို့696ထွက်သွားတယ်နှစ်ကွက်ထိုးလို့ရှိရင်ဒါအဆင်ပြေတယ်ပေါ့နော်ဒါကျွန်တော်ရဲ့မိတ်ဆွေများနှစ်ကွက်တော့ဖြစ်သွားတာပေါ့နော်ကဲဒဲနှစ်ကွက်ဖြစ်သွားပြီအကွက်ကိုထွက်ကြည့်မယ်ဒီမှာနော်ကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့မြန်မာနိုင်ငံကကျွန်တော်ရဲ့မိတ်ဆွေတွေကတွေ့တွေ့ရရှိသွားကြတယ်နော် ကျွန်တော်တို့ထိုင်းမှာလုပ်တဲ့လူတွေကတော့ထိုင်းကထိုးတဲ့လူတွေကတော့မရရှိပါဘူးเนาะမြန်မာနိုင်ငံဆိုရင်တော့တွေ့တွေရရှိတယ်ကျွန်တော်လည်းတွေ့ရရှိတဲ့လူတွေအများကြီးဖြစ်သွားပါတယ်เนาะကျွန်တော်လည်းသူတို့စာတွေပို့ပေးပါတယ်အားလုံးပဲကျွန်တော်အနေနဲ့ပြောရှင်းပါတယ်လို့ပြောပါပြောချင်ပါတယ်เนาะတဲရချင်တာဗောနော်တဲတော့မရလိုက်ကြပဲတွေ့ရပါတာဗောနော်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှင်နဲ့ကျွန်တော်တို့က 9ရက်6ရက်ပေါင်းမယ်9ရက်မယ်เนาะ9ရက်9ရက်ပေါင်းမယ်6ရက်မယ်အမြန်လေးသွားလိုက်မယ်เนาะနောက်တစ်ခုဟိုကစာရေးပေးအောင်မယ်ဆိုတော့ကဲနောက်တစ်ခုကြတော့ကျွန်တော်တို့ဒီမှာ6ရက်6ရက်ပေါင်းမယ်4ရက်တယ်ဟုတ်ပြီအဲ့ဆိုရင်တော့ဒီ6နဲ့ကျွန်တော်တို့ကဒီမှာပေါင်းမယ်ဆိုတော့6ကိုဒီမှာခြားရေးမယ်9ကိုဒီမှာခြားရေးမယ်6ကိုဒီမှာရေးမယ် လေးကိုဒီမှာရေးနေ။ကဲပေါင်းခြင်းကဘယ်လောက်ရတယ်တဲ့ကျွန်တော်ဒီမှာဆိုရင်6.4ပေါင်း30 9.6ပေါင်း1အဲဆိုရင်တော့1ရရှိတယ်နော်။1ဆိုပြီးတော့ကျွန်တော်ဒီမှာထည့်ရရှိခဲ့တယ်။ထည့်ရရှိခဲ့တာမဟုတ်ဘူး။1ဆိုပြီးမှတ်တရရှိတယ်။နော်။တည့်ရဲ့နှစ်ခတ်ကလည်းကျွန်တော်တို့ဒီမှာ8ရရှိတယ်ဆိုတော့ကျွန်တော်ဒီမှာ8ဆိုပြီးတော့ထည့်စီလေးရရှိခဲ့ပါတယ်နော်။ကျွန်တော်ဒါနှစ်ခတ်နဲ့ယူတာဖြစ်ပါတယ်။ ဒါဆိုအလေတန်ကြည့်မယ်အလေတန်ကကျောင်းဒီနောက်ပိတ်ကိုယူမယ်ဒီနောက်ပိတ်ကိုယူမယ်နောက်ပိတ်နောက်ပိတ်ချင်းပေါင်းလို့ရှိရင်၄ရရှိတယ်၈ရ6ရပေါင်းရင်၄၄ရပေါင်းက9 9ဆိုပြီးတော့ဒီမှာလေတန်ရရှိတယ်နော်ဒီကတော့ကျွန်တော်ဒီမှာ6ရနောက်ပိတ်ကနှုံးက9ရဟမ်မဟုတ်6ရ9ရပြီးရင်9ရပေါင်းမယ်ဘယ်လောက်ရရှိခဲ့တယ်24ရမယ်24ဆိုရင်ကျွန်တော်ဒီမှာ၄ရရမယ် လေးရဲ့ပါဝါကကျွန်တော်တို့ကိုနော်လေးရဲ့ကိုဆိုတော့ကျွန်တော်တို့နောက်ပိတ်ကကိုဆိုပြီးတော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်ပေးတာ699ဆိုပြီးတော့ဖြစ်သွားတယ်နော်699ဆိုပြီးဖြစ်သွားတဲ့အတွက်ကြောင့်အမှန်ကျွန်တော်ရဲ့တန်ငွေချင်းလေးမရရှိလိမ့်ပါဘူးနော်တွတ်တမားနေပဲရရှိတယ်မြန်မာနိုင်ငံမိတ်ဆွေတွေပဲတွတ်ရရှိခဲ့ပါတယ်အဲ့ဒီတော့ကျွန်တော်နတ်ခတ်ကိုကြည့်မယ်နော်ဒီလေးရဲ့နတ်ခတ်ကဘာဖြစ်မလဲပေါ့နော်လေးရဲ့ထိုင်းနတ်ခတ်ကဘာဖြစ်မလဲဆိုရှင်တဲ့ဒီမှာ မိတ်ဆွေများဒီမှာ၄၄ရက်နှစ်ခတ်ကကျွန်တော်ဒီမှာ၈နော်၈ဆိုတော့ကျွန်တော်နေနေဒါဆိုရှင်၈တလုံးထပ်ထည့်ပြရဖြစ်ပါတယ်နော်၈တလုံးထပ်ထည့်ပြမယ်ကဲအဲ့ဒါဆိုရှင်ねကျွန်တော်တို့ကတဲ့ကဏ္ဍကဘာရရှိရဆို၈၉ရှိဆိုပြီးရရှိခဲ့ပါတယ်ခင်ဗျာเนาะအဲ့ဒါလေးကပြီးခဲ့တဲ့ဘက်က ID လိုမျိုးကျွန်တော်တို့လုပ်လိုက်မှာဆိုရှင် ရှိဖို့ရှိနေကျွန်တော်တို့ရရှိခဲ့ရမှာဖြစ်ပါတယ်အခုတော့အဲ့ဒီလူကအခုပတ်မှဝင်တော့တယ်အခုပတ်ဆက်ပေးမလားဘောနော်အဲ့အဲ့ဒါလေးကိုကျွန်တော်အနေနဲ့မစ်ဆွေများကိုထပ်ပြီးကြည့်ပေးပါမယ်ထပ်ပြီးတွက်ပေးပါမယ်နော်ကဲအဲ့ဒါဆိုရင်ကျွန်တော်ဒါလေးပြတာပြီးပါပြီဆိုတော့ဆက်ပြီးတော့မရေးရသေးတဲ့အတွက်ကြောင့်ကျွန်တော်ရေးလေအောင်မယ်နော်ကျွန်တော်မစ်ဆွေတွေကိုရေးပြီးမှပဲကျွန်တော်ထပ်ပြီးပြပေးမယ် ကဲအဲ့ဒါဆိုရင်ကျွန်တော်အနေနဲ့ပြအောင်နော်မစ္စမြာကိုကျွန်တော်ဒီမှာထိတ်စည်းက6ကိုယူမယ်နောက်ပိတ်က8ကိုယူမယ်နော်နောက်ပိတ်က8ကိုယူမယ်ကျွန်တော်တို့အဲ့လုံးပေါင်းလိုက်မယ်ပေါင်းလိုက်မယ်ဆိုဘယ်လောက်ရမလဲ၄ရရှိပါတယ်ကျွန်တော်မစ္စတွေဒီမှာတူတူပဲနော်မထက်စီးရဲ့နောက်ပိတ်ရဲ့ပဲယူထားတာနော်ထက်စီးရဲ့နောက်ပိတ်ကိုပဲယူထားတာ editor ဒီမှာအလေတန်းယူမယ်ကိုးယူမယ်ဒီကအလေတန်းကိုးယူမယ်ပေါင်းခြင်းက၈ရရှိပါမယ်နော်ကျောင်းဒီနောက်ပိတ်နောက်ပိတ်ကိုယူမယ်ဒီထိပ်စီးကိုယူမယ်နှစ်ခုပေါင်းခြင်းက၄ရရှိပါတယ် ဲ့ဒါဆိုရှင်ကျွန်တော်ဒီ shit တလုံးမှာယူရမှာနော် shit တလုံးကိုယူပြီးတော့ကျွန်တော်ပေါင်းနေမယ်ပေါင်းရင် shit တရလေးဒီမှာ shit ဒီမှာလေးပေါင်းခြင်း၈ လေးရရှေ့ပေါင်20 20နဲ့4လေးဆိုတော့ကျွန်တော်တို့မှာ4ရရှိပါရနော်4ရရှိပါတယ်နော်ကျွန်တော်မေးဆွေးနေခဏလေးနော်4ရရှိရယ်ကဲ4ရရှိရယ်4ရနှစ်ခတ်ကိုယူရမှာညာဟောချက်ကြည့်ဟုတ်တယ်နော်ဒီမှာနှစ်ခတ်ကိုယူရမှာဖြစ်တယ်နှစ်ခတ်ကိုယူရမှာဖြစ်တယ်နော်1ရနှစ်ခတ်က8 4ရနှစ်ခတ်ကိုယူရမှာ လေးရဲ့နှစ်ခတ်ကိုယူမှာတော့လေးရဲ့နှစ်ခတ်ကနှစ်ဖြစ်တယ်နော်ကျောင်းမေဆွေများနှစ်ဖြစ်ပါတယ်လေးရဲ့နှစ်ခတ်ကโอเคနှစ်ဖြစ်တယ်ဆိုတော့နှစ်ထိပ်ရပြီနော်ကျောင်းမေဆွေများမှာနှစ်ထိပ်ရရှိပြီနှစ်ဆိုပြီးထိပ်ရရှိပြီအဲ့တော့ကျွန်တော်တို့အလဲတိုင်းကြည့်မယ်အလဲတိုင်းကတဲ့ကျွန်တော်ဒီမှာ6နောက်ဘက်ကိုယူမယ် ရှင်းနောက်ဘက်ကိုကျွန်တော်ယူမယ်ဟုတ်တယ်နော်ကြည့်ကြည့်လို့မနော်နောက်ဘက်နောက်ဘက်ကိုပဲယူကြရအောင်နော်နောက်ဘက်နောက်ဘက်ကိုပဲယူမယ်ပြီးရင်ဒီမှာပါပါဝါနဲ့ယူမှာနော်ပါဝါနဲ့ယူမှာတဲ့ပါဝါနဲ့ယူမှာဆိုတော့6ရေ8ရေပေါင်းခြင်းကကျွန်တော်တို့ဒီမှာ4ဆိုကြရှိပါတယ်နော် လေးဆိုပြီးရရှိတယ်နေရဲ့ပါဝါဒီကိုဖြစ်ပါတယ်နော်နေရဲ့ပါဝါဒီကိုဖြစ်တယ်ကိုဖြစ်တော့ကျွန်တော်တို့ကိုဆိုပြီးအလေတိုင်းရပြီနော်ကိုဆိုပြီးတော့အလေတိုင်းရပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာထိတ်စီးကိုယူမယ်ထိတ်စီးက6

အဲ့ဒါဆိုလို့ရှိရင်လည်း9ရက်8ရက်ပေါင်းခြင်းကခွန်9ရက်8ရက်ပေါင်းခြင်းကခွန်6နဲ့ပေါင်းရင်3ရက်ပါပါက8 3ရက်နှစ်ခါကတဲ့ကျွန်တော်ဒီထိုင်းနှစ်ခါနော်ပမာနှစ်ခါမဟုတ်ထိုင်းနှစ်ခါနေကြီးထိုင်းနှစ်ခါကဘာလဲ3ရက်နှစ်ခါက2နော် မနောမေဇင်နော်3ရက်2ခက်က2နော်ဒီခြားလေးကြည့်ပေးပါ3ရက်2ခက်က2ဟုတ်ပြီနော်3ရက်2ခက်က2အာကဏ္ဍတော့လှပြီဟိကဏ္ဍတော့လှပြီကွာကဏ္ဍတကယ်လှပြီ3ရက်2ခက်က2ဆိုတော့ကျွန်တော်ဒီမှာ8ထည့်မယ်နော်8ကိုရင်ထည့်မယ်နော်ဘောရင်းနဲ့မကောင်းတော့ဘူးလို့ဖြစ်နေမြင်8ကိုရင်ထည့်မယ် အဲ့ဒါဆိုရှင်2 9ရှင်နော်2 9ရှင်ပြီးလို့ရှင်ကျွန်တော်တခွက်က2 9နှစ်၃ရက်နောက်ခါက2နော်ကဲကျွန်တော်မေးစွများတွန်းဒီလေးရဲ့ဘယ်နေရာမှားသွားလဲမှားသွားလို့ရှိရင်ကိုမကူကိုထောက်ပြီးတော့ကြည့်ကြည့်ပါတော့ဆက်စစ်တော့ကျွန်တော်ကဒီနှစ်ဘွက်ကိုဒါ แช่ตินไปเลยพี่เนาะแช่กันนะလေကနန်တင်မိလိပြီဆိုတော့ကျွန်တော်ဒီတစ်ပတ်မှာကျွန်တော်ပေးထားတဲ့ထဲမှာမိတ်ဆွေများကိုမွေးကနန်းတော့မွေးကနန်းကျွန်တော်ပေးထားတာဘယ်ကနန်းပါသွားလဲဆိုတော့ဒီမှာနှစ်9နှစ်ပါသွားပြီเนาะကဲကနန်းတော်တော်လှသွားပြီเนาะကနန်းတော်တော်လှနေပြီเนาะမိတ်ဆွေများနှစ်မကုန်ပြင်မှာဒီဒီမွေးကနန်းကထွက်မယ်လို့ကျွန်တော်ထင်တယ်เนาะအဲ့တော့လောလောဆယ်ဆယ်တော့ဒီမှာနှစ်9နှစ်ကပါသွားပြီ အနန်းတော့လှပါပြီအမမအူတရားကြည့်ပြီးကြနော်ကိုယ်ဝင်ကုန်နော်မမအူတရားကြည့်ပြီးကြနှစ်ခုနှစ်နော်ကဲအဲ့ဒါဆိုရှင်ကျွန်တော်ရဲ့မစ်ဆွေတွေကအခုဆိုလို့ရှင်နှစ်ခု၈ခုနှစ်ခု၈တခွဲရဲ့နှစ်ခုနှစ်တခွဲမစ်ဆွေတွေရရှိခဲ့ပြီးပါပြီအဲ့ဒါရရှိခဲ့ပြီးပါပြီဆိုတော့ကျွန်တော်ရဲ့မစ်ဆွေတွေက အဲ့မှာကျွန်တော်ပြောချင်တာကကျွန်တော်မွေးကနန်းပေးထားတယ်နော်ဒီနှစ်ကုန်ဖွင့်တော့မထွက်လို့ရှိရင်နောက်နှစ်ကိုစက်မွေးတင်မမွေးတင်ကျွန်တော်ပြောပြမိလို့ပြောတာနော်လောလောဆယ်ဆယ်အဲ့ဒီမွေးကနန်းကတော့ဒီ site ထဲမှာပါနေပြီနော်ငန်းတော်တော်ကောင်းနေပြီငန်းတော်တော်လှနေပြီနော်အဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့မစ်ဆွေတွေကတော့မွေးကနန်းပါနေပြီဆိုတော့ထိုးတင်လားမထိုးတင်လားစဉ်းစားတော့ပေါ့နော် comment ပေးကဲဒီနှစ်ခွက်ကိုကျွန်တော်အခုလက်တော့ကျွန်တော်ရရှိခဲ့ပြီပါဘီနောက်ထပ်ကျွန်တော်တစ်ခွက်ကောင်းတွက်နေပြီလေဆက်လာခဲ့အောင်မဟုတ်လို့ကျွန်တော်ရဲ့ channel လေးကို ကဲဆောင်းလို့ကြည့်ရှုပါပြကြပါဘောနော်ကျွန်တော်မိတ်ဆွေများကဲကျွန်တော်ဗီဒီယိုကရှင်းသွားတယ်အားလုံးနဲ့တောင်းပါပါတယ်ရှင်းမှလည်းရမယ်ရှင်းပြီးတော့တွေ့ကြတာနော်အားလုံးပဲဟိုစားတော့ကြည့်ရှုပြီးတော့ကျေးဇူးတင်တယ်နော်